င်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောပြမယ့်တင်ကတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းဂျပန်မှာတွားရောက်အလုပ်လုပ်ကြတာများတဲ့အလုပ်တစ်ခုကတကြီးပြုစုစောင့်ရှောက်တဲ့အလုပ်ငန်းပေါ့နော်အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ဒါမှုကင်းတစ်ခုကိုကျွန်တော်တွေးလိုက်ရတယ်အဲဒါကြောင့်မြန်မာနိုင်ငံသားတွေလည်းဆင်ခြင်နိုင်ဖို့ဒီတင်လေးကိုဒါပြောပြပေးမယ်ပေါ့နော်အဲ့တော့ဂျပန်ကတက်ကြီးပြုစုဂေဟာတခုမှလူမဆန်တဲ့လောက်ရက်ကိုလှုပ်လိုက်တဲ့ဝန်ထမ်းရဲ့အကြောင်းပြောပြသွားမှာပါအဲတတိယမှာတွေးလိုက်တာက နိုင်ငံခြားသားလူသားအများအပြားလိုအပ်နေတဲ့အလုပ်တစ်ခုဖြစ်တဲ့ဒီတက်ကြီးရွယ်ကိုပြုစုဆောက်ရှောက်ရေးလုပ်ငန်းပေါ့နော်အဲ့ဒီလုပ်ငန်းမှာဆိုရင်ဂျပန်နိုင်ငံသားတွေလည်းလုပ်တယ်ပေါ့နော်သူတို့ဂျပန်နိုင်ငံသားတွေနဲ့လည်းမလုံလောက်တဲ့အတွက်ဒါမြန်မာနိုင်ငံလိုနိုင်ငံမျိုးတွေနော်ဗီယက်နမ်တို့ဘာလို့ကနေဘင်္ဂလားဒေ့ရှ်တို့ကနေဒီတက်ကြီးပြုစုဆောက်ရှောက်တဲ့ဝန်ထမ်းတွေကိုဒါဂျပန်နိုင်ငံတွေကိုအများအပြားခေါ်ယူအလုပ်ခေါ်နေရလူတိုင်းနဲ့တည်ကြပါတယ်နော်အခုဆိုရင်မြန်မာကနေဂျပန်ကိုသွားကြတဲ့လူတော်တော်များများဒီခိုင်းခေါ်နေတယ်သွားနေကြတာပဲပေါ့နော်အဲ့ဒီတော့ ဒါမြန်မာမာလေးပေါ့နော်တကြီးပြုစုတွေနဲ့ဂျပန်ကိုအဲပုံပုံရောက်ရှိလာတဲ့လူတွေလည်းပုံပုံများလာတယ်ပေါ့ဒီနေ့တရင်မှာတော့မလုတ်တင်တာလုတ်ခဲ့တဲ့ဝင်တဲ့တယောက်ရေလုတ်ရောက်ပြောကြသွားပါပါဒီဒီကျူးလွန်ခဲ့တဲ့လူကတော့ဂျပန်နိုင်ငံသားပါပဲနော်နိုင်ငံသားသားမဟုတ်ပါဘူးအဲ့တော့ဖြစ်စဉ်ကတိုကျိုးတိုင်းတုတ်ခုမှာရှိတဲ့ဒါဂေယာမှာဖြစ်သွားတယ်ပေါ့နော်ကျူးလွန်ခံရတဲ့သူကမှတ်ညံအာရုံချုပ်ယွင်းနေတဲ့80အရွယ်အဖွားအိုကြီးလို့သိရတယ် လိန်ပိုင်းဆိုင်ရာအငတ်ထုံးကိုလုတ်ခဲတဲ့သူကအဲ့ဒီဂီဟာကတကြီးကျူးစုဆောက်ချောက်တဲ့ဝိညာဉ်ပဲပေါ့နော်အကျူးလုံးတဲ့သူကလည်းအသက်ကြီးနေပါအသက်50အရွယ်ဂျပန်အမျိုးသားလို့သိရတယ်အဲ့ဒီလူကဒါပြီးခဲ့တဲ့လအစကနေပေါ့နော်လပြီးခဲ့တဲ့လအစပိုင်းလောက်ကနေအဲအခုလာပေါ့နော်အဲအစာပိုင်းတော့ဒီပြောတလားတလားလောက်ပေါ့နော်အဖွားကိုလိန်ပိုင်းကျူးလွန်ပြီးတော့အဲ့ကျူးလွန်မှုကိုသူကဗီဒီယိုတောင်ရိုက်ကူးထားခဲ့ပါသေးတယ်။သူလည်းအသက်က90ရှိပြီနော်။သူလည်းအသက်က90ရှိနေ ဝင်နှက်ဖြစ်တဲ့သူကဒီကျူးလွန်မှုကိုဂေယာမှာရှိတဲ့ဒါယောက်ျားမိန်းမတုံးတဲ့ဘုံတုံးတဲ့အိမ်သားတွေမှာပေါ့နော်လိမ်မိုင်းဆိုင်အမျက်ထုတ်ကျူးလွန်ခဲ့တယ်ဆိုပြီးတော့ရှေကပြောပါကြည်ရတာတော့ तू ကဂေယာဝင်နှက်ဖြစ်နေရတဲ့အကြောင်းဒါအဖွားကိုတီးတယ်ပြီးတာချီးတယ်ပြီးတာအဲ့လိုမျိုးလှုပ်ပေးရမှာပေါ့နော်အဲ့လိုလှုပ်ပေးရတဲ့အခါမှာဒါလိမ်မိုင်းဆိုင်ကအမျက်ထုတ်ခဲ့ပုံရပါတယ်အဲဒီနောက်မှာတော့တက်ကြီးရွယ်အဖွားအိုကြီးခင်ရတယ်ဒါတလားလောက်ပေါ့နော်ဒီလိုကျူးလွန်ခံရတယ်ပေါ့တီးဆုံးမှုဖြစ်သွားတယ်ပေါ့နော် ဲ့ရုပ်ပြတ်တိမ်ဆုံးမှုလို့ပြောရမှာပေါ့အဲ့တော့ရဲတစ်ခွဲကဒါဒီဟာကိုလာရောက်စစ်ဆေးမှုဖြစ်ဖြစ်ပြီပေါ့နော်ဒါရုပ်ပြတ်ကြီးအကောင်းကြီးကနေဖြစ်သွားတယ်ဆိုတော့အဲ့ဒီရောဂီယာကိုစစ်ဆေးတဲ့အခါမှာဂီယာဝင်တဲ့ခုနကကျူးလွန်ကတရားခံရဖုံးနေမှာဒါ तू အဲ့ဒီကကျူးလွန်ခဲ့တဲ့ဟာကိုသူကအာသာပြေဖို့ပဲဖြစ်ဖြစ်ပေါ့နော်ရိုက်ကူးထားတဲ့ဗီဒီယိုကြီးရှိနေတော့ဒါအဖွားကိုသူကျူးလွန်ထားတဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုလက်ဘူးလက်ချက်မိသွားတဲ့အတွက်ကြောင့်90အရွယ် ဒီတကြီးပြူးစုစောက်ရှောက်တဲ့ဝင်တော့ရေရတော့ဖန်စီလိုက်မိနိုင်ပေါ့နော်အဲ့တော့ကျူးလွန်တဲ့သူကတော့တော်လူမဆန်တဲ့သူလို့ပဲပြောရမှာပေါ့နော်သူ့အသက်က90ဒါပေမဲ့အခုပုံမှန်မြင်ရတဲ့အတိုင်းဆိုရင်ဂျပန်တော်တော်များများဘာပြောလဲဆိုတော့ဒီကောင်အသက်က90လို့သာပြောတာဒီကောင်ရဲ့ရုပ်ရဲ့အိုဆနာကြားမှုကပေါ့နော်အသက်60လို့မြင်ရတယ်ပေါ့အဲ့သူကတော့သူ့ကိုယ်သူအသက်90ပေါ့ဟုတ်ပြီ90ပဲထားပေါ့နော်အဖွားကြီးက80ရွယ်ဆိုတော့အမေနဲ့တားရွယ်လို့ပြောလို့ကြားသေးပေါ့နော်အသက်20လောက်กว่าတယ်ဆိုတော့အဲ့တော့ဒီလူလည်း တော်တော်လေးကိုလူမဆန်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုခေဟာကိုမလာထားတဲ့သူတွေကအဲအသက်ကြီးတဲ့သူတွေဆိုတော့ဗျာသူတို့မှာယောဂအခန်းလေးလည်းရှိရပါတော့။နောက်ပြီးကသူကကိုကာရပိုင်းအားနေလေပေါ့နော်။ပြန်လန်တာ ခုခံနိုင်ဖို့မရှိဘူးနော်ဒီလိုမျိုးကျူးလွန်လာ။အဲ့တော့ဂျပန်မှာလည်းသိရတဲ့အတိုင်းပေါ့နော်။ဒါသားသမီးတွေကလည်းမိဘကိုအမြဲအချိန်ပြည့်မကြည့်နိုင်တော့ဘူးပေါ့နော်။အဲ့တော့တခါတလေကြာရင်မိဘတွေအိမ်မှာနေခဲ့ရတယ်။နေခဲ့ရတော့လည်းသူကပြင်းတယ်ပေါ့နော်။ကျကိုအခန်းလေးထဲမှာကိုအိမ်လေးထဲမှာနေပြင်းတယ်ပြင်းတော့ စိတ်ကြယောဂိုက်ပါရှိတယ်အဲ့တော့ဂျပန်မှာကတခါတည်းကြရင်ဟိုသားသမီးနေရာလေးပေါ့နော်ဟိုအိမ်ပြန်လာတဲ့ချိန်မှာဆိုရင်အဖွားကြီးကအိမ်နေရတယ်ဒါသမီးအလုပ်သွားရင်လည်း तू ကလူကြီးဆိုတော့မထနိုင်သေးတော့ဘောက်ရှိမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောတာဒါသမီးနဲ့ကအတူတူနေလဲပဲဟိုစကားပြောဖို့မရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဲ့နောက်ကျမ်းမာကြီးဘာညာတစ်ခုခုဖြစ်ခဲ့ရင်လည်းအိမ်မှာငောက်ခနဲပေါ့ဗျာလဲဝမယ်ဆိုရင်တော့မှဒါသမီးကအိမ်မှာမရှိနေဘူးလေအလုပ်လုပ်နေကြတာဟုတ် ကျွန်တော်မြန်မာနိုင်ငံမှာဒါအရင်လုံးကဆိုရင်တော့ဒါသားသမီး၄ယောက်၄နှစ်ယောက်၄မွေးရပါတော့အခုဆိုမြန်မာနိုင်ငံလည်းသားသမီးတယောက်လောက်ပဲမွေးတော့တာပါဒါပေမဲ့ကြောချင်တာဂျပန်ကအရင်ကလေးဟိုပါပေါ့နော်သားသမီးအများကြီးဆက်ဆက်မွေးတော့ကြာပြီတော့အဲ့တော့သားသမီးကတယောက်လောက်ပဲရှိအဲ့တော့အဲ့တယောက်လောက်က လုတ်သွားနေရဆိုရင်သူတို့အမေကြီးကိုဘယ်သူကကြည့်ရောအမေအဖေကိုဘယ်သူကကြည့်ရောအဲ့တော့ရောဒါကျမ်းမာကြီးရောအခန့်ရှိတဲ့သူတွေဆိုရင်ဒါသမီးတွေကဒါပေါ့နော်တခုဖြစ်သွားတဲ့အဆင်ပြေအောင်ဆိုဒီဟာတွေပို့ထားတာလည်းရှိတယ်မိဘလည်းလက်ခံတယ်နော်သူ့ကိုဒါဒါသမီးကလာပစ်တယ်လို့မယူဆအောင်သူတို့ကိုယ်နဲ့ကြည်နေနေနေဟိုမှာဆိုစကားပြောဖို့လည်းရှိတယ်အဲ့လိုပေါ့နော်ကိုယ်လက်လေးချင်းခံနေတယ်လို့ဖြစ်တယ်တငယ်ချင်းတွေလည်းရှားတယ်ဆိုပြီးတော့အဲသွားကြတဲ့လူတွေလည်းရှိပေါ့နော်အဲ့ဒီပုံမှာမှလာပြီးဒါအမျက်ထုတ်တယ်ဆိုတာမျိုးကတော့ပြောရင်မိသားစုကလည်းရှင်ုံကြည်ကြည်နေပေါ့နော် ်ပဲဆက်ပြီးလာထားတာကြီးလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကျူးလုံကိုအတော်လူမဆန်တဲ့လုပ်ရလို့ပဲပြောရမှာပေါ့နော်ဒီလိုလူမျိုးတွေကပုံဝင်ချိန်မှာမထားတင်ဘူးလို့ပဲပြောနေတဲ့တဲ့ရင်ကြီးကိုဆုံးသက်လာပါတယ်အဲ့တော့မြန်မာဝန်ထမ်းတွေလည်းအဲဒါတန်ဝင်းကလည်းကြာတင်ကန်းစာယူလိုက်ဖို့အတွက်မြန်မာမှာလည်းဒီအလုံးနဲ့ပေါ့နော်မြန်မာကနေလည်းဒီလုံးနဲ့ဂျပန်ကိုသွားရလို့လည်းအများကြီးနေရဖြစ်တဲ့အတွက်ကြောင့်ဒီတဲ့ရင်လေးကိုခိုင်းကောက်ဝန်ထမ်းတွေအချင်းချင်းဝင်ရပေးဖို့အတွက်ကျွန်တော်ကတင်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်နော်